မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနကနေနိုဝင်ဘာလ၄ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပြင်သစ်သမရကဒေါ်အောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ဟုထုတ်ဖော်ပြောဆိုစစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်ဤကျမ်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြင်သစ်သမရတောင်းဆိုတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ပြင်သစ်သမ္မတကဒေါအောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ပါကြောင်းပြင်သစ်သမ္မတဤစာတွင်ထုတ်ဖော်ပြောဆိုထားပါသည်ပြင်သစ်သမ္မတကဒေါအောင်ဆန်းစုကြည်တို့လိမ့်မှု၍စာရေးသားခဲ့ခြင်းဖြစ်ပြီးရင်းစာကိုခင်အရစ်ထံသို့ပေးပို့ခဲ့သည်အဆိုပါစာတွင်ဒေါအောင်ဆန်းစုကြည်ဤကျမ်းမာရေးအတွက်အလွန်စိုးရိမ်ပူပန်ကြောင်းမြန်မာနိုင်ငံတွင်၅နှစ်နီးပါးအကြက်တဲကာလအတွင်းအခြေအနေများကိုလည်းအလေးပေးပြောဆိုထားပါတယ် အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါအောင်ဆန်းစုကြည်ဤကျမ်းမာရေးချင်းတွေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြည်သက်သမ္မတကတောင်းဆိုထားပါတယ်။မြမစစ်တပ်၏မတရားဖမ်းဆီးထုတ်နှောင်မှုခံရရသောဒေါအောင်ဆန်းစုကြည်ကိုပြင်သစ်နိုင်ငံအနေဖြင့်မမေ့ချောင်းစစ်တပ်အနေဖြင့်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထုတ်နှောင်ထားမှုကိုအဆုံးသတ်ရန်လည်းတောင်းဆိုထားပါတယ်။ပြင်သစ်သမ္မတ၏အဆိုပါပေးစာမှအော်တိုဘာလ၁ရက်နေ့တွင်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒေါအောင်ဆန်းစုကြည်ဤသားဖြစ်သူကင်အရစ်ကလည်းပြင်သစ်သမ္မတဤစာကိုရရှိထားပြီးပြင်သစ်နိုင်ငံခေါင်းဆောင်နှင့်ပြည်သူများကတနာကယူနာချပြီးအမြဲတမ်းခြောက်ကန်အားပေးမှုအတွက်အထူးကျေးဇူးတင်ရှိကြောင်းပြင်သစ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာန၏မြန်မာအတွက်အထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဘီမှတဆင်ပြင်သစ်သမ္မတမက်ခရွန်ထံမှဒေါအောင်ဆန်းစုကြည်ထံသို့ပေးပို့တဲ့ပုဂ္ဂိုလ်ရေးစာကိုလက်ခံရရှိကြောင်းသတင်းထုတ်ပြန်ချပါရစေ။ စာထဲမှာသမရကမိမိရဲ့ကျမ်းမာရေးအနေအထားကိုစိုးရိမ်ပူပန်ကြောင်းဖော်ပြတဲ့ကဲ့သို့မိမိအပါအဝင်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလုပ်ပေးဖို့ပြင်သစ်နိုင်ငံမှတခါထပ်မံတောင်းဆိုကြောင်းရှင်းတာထားပါတယ်။အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုပ်နောက်ထဲမှာကျမ်းမာရေးမကောင်းတော့ပါ။မိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတရှောင်းစူးစမ်းဆောင်ရွက်ခဲ့သူဖြစ်တဲ့မိမိလွတ်မြောက်ခြင်းဟာလူခွင့်ရေးနဲ့လူကုန်သိက္ခာအတွက်တာမကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့သနာကိယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိသချင်းတို့အတွက်ကျွန်တော်လိုက်လိုက်လဲလဲခန်းစားရပါတယ်။ဒါကအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကမ္ဘာတဝန်းကလူတွေကိုအတိပေးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုတရဖြစ်တယ်ဟု King Eric ကသတင်းထုတ်ပြန်ထားပါတယ်။ဆလဘီဖန်အန်တွင်ချက်ဖို့ပါတီကိုစရဲလောင်းဤမဲဆွယ်ဆိုင်ဖို့စုပ်ဖြဲမှုဖြင့်အသက်15နှစ်အရွယ်လူငယ်တအူ ကြလားမျိုးနယ်တွင်ကော်မရှင်အဖွဲ့ကိုလက်တီးဖြင့်ထိုးသူအပါအဝင်နိုင်ငံတော်ဝန်မှပြည်သူခုနှစ်ဦးကိုစစ်တပ်ကရွေးကောက်ပွဲနောက်ရှက်မှုဖြင့်ဖမ်းဆီးအမှုဖွင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖမ်းအံတွင်ကြမ်းဖက်ပါတီ၏ပြည်နယ်လွှတ်တော်ကိုစစ်လဲလောင်းစောမြင့်ဦးဤမဲဆွယ်ဆိုင်ဖို့ဆုတ်ဖြဲမှုဖြင့်အသက်၅နှစ်အရွယ်လူငယ်တအူးအပါအဝင်နိုင်ငံတော်ဝန်တွင်ရွေးကောက်ပွဲနောက်ရှက်သည်ဟုဆိုကာပြည်သူခုနှစ်ဦးကိုဖမ်းဆီးအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ၂ရက်ကရင်ပြည်နယ်ဖမ်းအံမြို့အမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးရှိ လမ်းဘေးတွင်စိုက်ထူထားသည့်ကျန်းဖော့ပါတီမှဖန်အံမျိုးနှင့်မဲဆန္ဒနှင့်ပြည်နယ်လွတ်တော်ကိုစလီလောင်စောမြင့်ဦးဤဓာတ်ပုံနှင့်စာသားပါဘီနိုင်းဆိုင်ပုတ်ကိုစုပ်ဖြဲခဲ့သောအသက်15နှစ်အရွယ်ဖြိုးမင်းတပ်နှင့်အသက်32နှစ်အရွယ်ထွန်းထွန်းဝင်းတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်း၎င်းတို့ကိုရွေးကောက်ပွဲနောက်ဆက်ဖြတ်စည်းမှုများတာစီရေးဥပဒေပုံမှန်24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်အလားတူအော်တိုဘားလ31ရက်နေ့ရန်ကုန်တိုင်းတလားမြို့နယ်ရခိုင်မြောက်ကျေးရွာနယ် သိန်းဆွေဦးနှင့်မြို့နယ်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးတို့ကမဲပေးခွင့်ရှိသူများမကြံရှိစီရန်စီစစ်ရန်ရခိုင်ချောင်းမြောင်းကျေးရွာတို့လာရောက်စဉ်ရွာလေလန်းတွင်အသက်46နှစ်အရွယ်ကုကျော်တီဟန်ကလမ်းပိတ်တာစီပီကော်မရှင်အဖွဲ့နှစ်ဦးနှင့်လိုက်ပါသောသိန်းဆွေဦးကိုလက်သီးဖြင့်ထိုးချောင်း ထို့ကြောင့်သိန်းဆွေဦးတွင်ဒဏ်ရာရရှိသဖြင့်ထိုးကျိတ်သူကိုကျော်တီဟန်ကိုရွေးကောက်ပွဲတာစီရေးဥပဒေပုံမှန်24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။ထို့တူအော်တိုဘာလ24ရက်နေ့အေယာဝတီတိုင်းဝါခဲမမြို့နယ်ချော်ကနုတ်ကျေးရွာမြို့အဝင်စစ်ဆေးရေးဂိတ်တွင်စစ်တပ်ကစစ်ဆေးမှုများလှုပ်ဆောင်စဉ်ဝါခဲမမြို့အွန်လိုင်းကြီးကျေးရွာနေအသက်48နှစ်အရွယ်မျိုးမင်းဆွေခမင်းမင်းဤလက်ကင်ဖုံးအတွင်မှ PDF တပ်ဖွဲ့ဝင်မောင်ကန်ခဖိုးကန်ထံသို့ ။မက်ဆင်ဂျာမှတဆင့်ဆက်သွယ်ပြီးရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးရမည်ဟုရေးသားပေးပို့မှုကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းထို့ကြောင့်ရွေးကောက်ပွဲနောက်ရှက်ဟန်တာဖြက်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ23ကကြီးဖြင့်အမှုခွင့်တာကြောင့်သိရပါတယ်။ရှမ်းပြည်နယ်တောင်ကြီးမြို့ရတနာတိရိရက်ကွန်းနေမြေကိုးနေတန်တန်စုခဟန်နီလင်အသက်32နှစ်ကိုစစ်တပ်၏ဝါဒဖြန့်ဇက်လန်းဖြစ်သောခေတ္တမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းကမာရွတ်မြို့တွင်လေစစ်တပ်၏ဘွာရဖြတ်ဇလံဖြစ်သော ခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်မတ်ကျူးရည်ဒီကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါသည်။အေယော်ဒီတိုင်းပသိမ်မြို့အမှတ်9ရပ်ကွက်မှမတ်ကျော့စုလက်အသက်32နှစ်ကိုလေစစ်တပ်၏ဘွာရဖြတ်ဇလံဖြစ်သောခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရပါသည်။လက်ရှိတွင်စစ်တပ်ကရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကောက်ွယ်ပေးရေးဥပဒေဖြင့်ပြည်သူစုစုပေါင်း65ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါသည်။ ဆက်လက်ပြီးရောက်ရီမျိုးတောင်ပတ်တိုက်ပွဲမှာစစ်ကော်မရှင်တပ်သားအများအပြားတေဆုံးပြီးစစ်ကြောင်းအထိနာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်မှာအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာခဲ့တဲ့စစ်ကော်မရှင်တပ်ကို KNU KNL ဦးဆောင်တဲ့ဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားတေဆုံးခဲ့ပြီးခရရန်ကြီးစံအမြောက်များတိမ်းဆီးရရှိခဲ့တယ်လို့ချက်တဲ့နဲ့စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ မြောက်ဥရီမြို့တောင်ဘက်မှာရှိတဲ့ရသေကူကျေးရွာ၊နေလက်ပံကျေးရွာ၊ဖလူကျေးရွာတွေစီစစ်ကော်မရှင်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးဒီလိုစစ်ကြောင်းထိုးရမှာစစ်ကော်မရှင်တပ်ကတာလွန်လူအင်အားမိဖြစ်ညာမြင့်ချုံတွေလက်နက်ကြီးပစ်ကူတွေတာဝဲပစ်တုံးကြီးတွေလေကြောင်းတိုက်ခိုက်မှုအသာစီးနဲ့တိုက်ခိုက်ခဲ့တာပါအခုလိုစစ်ကြောင်းထိုးလာတဲ့တမ22လောက်ခန့်စစ်ကော်မရှင်စစ်ကြောင်းတွေနဲ့ KNU KNL ဦးဆောင်တဲ့ဖြူဟာ32ချက်တဲ့နဲ့စစ်ကြောင်း Cobra စစ်ကြောင်း Finon စစ်ကြောင်း Justice စစ်ကြောင်း ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့နဲ့အချိန်ချင်းထိတွေ့မှုတွေဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားတေဆုံပြီးထွက်ပြေးအလင်းဝင်လာသူတွေ၊တုံ့ပန်းတွေထိခိုက်ဒဏ်ရာအများအများရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကြာပြင်လူမှုအပေါ်ရုံမှာမဲ့ထွက်ပေါက်မဟုတ်တဲ့နှီးမျိုးစုံနဲ့ရုံမှာရက်ဆက်မဲ့ရွှေကောက်ပွဲမှာပြည်သူတွေမပါဝင်ကြဖို့လေမိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားကြောင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟောင်းမြဝတီမြို့တောင်ဘက်က 6K ကော်မြို့တစ်ကိုပြီးခဲ့တဲ့အောက်တိုဘာလလယ်ပိုင်းကပြန်လည်သိမ်းယူနိုင်ခဲ့ပြီးမြို့အနီးဝန်းကျင်ရှိကျေးရွာတွေနဲ့မြဝတီဘောလီလမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေစီဆက်လက်စစ်ကြောင်းထိုးလာနေခဲ့ရာတော်လိုင်းရေးပူပေါင်းတပ်တွေနဲ့တိုက်ပွဲအပြင်းထန်ဆက်ဖြစ်နေကြတာဖြစ်ပါတယ်တိုက်ပွဲတွင်းမှာစစ်ကော်မရှင်တပ်ကစစ်မှုတန်းတင်နန်းစင်တပ်သားတစ်အများပြားကိုရှေ့တန်းကနေအသေးခံတက်ခိုင်းနေတဲ့အတွက်စစ်မှုတန်းတင်နန်းစင်တပ်သားတစ်တွေအများပြားထိဆုံးခဲ့ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေစီထွက်ပြေးသွားတာတွေအလင်းဝင်ရောက်လာတာတွေရှိနေတာဖြစ်ပါတယ် ဆက်လက်ပြီးစကိုင်းငလင်ကြီးအပီစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ1600ကျော်ထိဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။လူသေးဆုံးထိခိုက်မှုများပြခဲ့တဲ့စကိုင်းငလင်ကြီးအပီစေကောင်စီကငလင်ဘေးသင့်ဒေသတွေအပါအဝင်နိုင်ငံတော်ဝန်လီချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့လို့ကလေးငယ်တွေအပါအဝင်ပြည်သူ1600ကျော်တေဆုံးခဲ့ရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လို့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနတွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။မလ28ရက်မှာငလင်ဘေးကျောင်းအပြစ်ရစဲကျောင်းအနာသိန်းစစ်တပ်ကကြီးညာခဲ့ပေမဲ့ ဂလင်လုတ်တဲ့နေ့အပါဝင်လက်ရှိအချိန်ထိတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေစိုးမိုးထိန်းချုပ်ရာနေမြေဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်အရှိန်မြှင့်ပြုလုပ်ခဲ့တာပါလူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရစစ်တပ်အာဏာသိမ်းပြီးချိန်မှ2025မေလကုန်ထိစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု2842ကြိမ်ရှိခဲ့ပြီးတေဆုံးသူ3152ဦးရှိခဲ့တယ်လို့ဇွန်လ၄ရက်မှာအတည်ပြုထားပါတယ်အဲဒီလေကြောင်းတိုက်ခိုက်မှုအချိန်ပေါင်း2800ကျော်မှာမက်လာ28ရက်ကနေ မေလကုန်အထိလေကြောင်းတိုက်ခိုက်မှုအကျိတ်928ကျိန်ရှိပြီးပြည်သူ462ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။မေလကုန်နောက်ပိုင်းဇွန်လတရက်ကနေအောက်တိုဘာလကုန်အထိ9လတာအတွင်းစစ်ကောင်စီကနိုင်ငံတော်ဝန်ကိုလေကြောင်းတိုက်ခိုက်မှုအကျိတ်ပေါင်း1158ကျိန်ထပ်မံပြုလုပ်ခဲ့ရောပြည်သူ1180ဦးထပ်မံသေဆုံးကောပြည်သူထောင်ချီတန်ရာရရှိခဲ့ပါတယ်။ဒါကြောင့်မလ28ရက်နေ့ကနေအောက်တိုဘာလကုန်အထိ9လတာအတွင်းစစ်တပ်ရဲ့နိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုပေါင်း1686ကျိန်ရှိခဲ့ပြီး ပြည်သူ1632ဦးသေဆုံးခဲ့ရပါတယ်။ဒဏ်ရာရသူတွေထပ်မံသေဆုံးတာတွေရှိလို့သေဆုံးမှုအရေအတွက်ပိုများနိုင်တာကိုလည်းတွေ့ရပါတယ်။စစ်တပ်အာဏာသိမ်းပြီးချိန်မှာ2025အောက်တိုဘာလကုန်အထိစစ်ကောင်စီကနိုင်ငံတကာလေကြောင်းတိုက်ခိုက်မှု3996ကြိမ်ပြုလုပ်ခဲ့လို့ပြည်သူ4322ဦးထပ်မံသေဆုံးခဲ့ရပေမယ့်အခုနိုဝင်ဘာလအတွင်းမှာလည်းစစ်ကောင်စီကလေကြောင်းဖုံးကျဲတိုက်ခိုက်တာတွေဆက်လက်ပြုလုပ်နေစေဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်ခံရလို့သေဆုံးသူ4300ကျော်တယ်မှာ အသက်18နှစ်အောက်ကလေးသူငယ်600တက်ဦးပါဝင်တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့နိုဝင်ဘာ3ရက်ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။ဆေးဥစုဟာ2025ဒီဇင်ဘာမှာကျင်းပဖို့အကြိုးပမ်းနေတဲ့ရွေးကောက်ပွဲမတိုင်ခင်မှာလေချောင်းစစ်စင်ရေးတွေအကြံဖတ်မှုတွေအရှိန်မြင့်လောက်ဆောင်နေတာဖြစ်ကြောင်း NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနနဲ့တိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ချက်ပါတယ်။အကြံဖတ်မှုတွေကိုပို့ပြီးအရှိန်မြင့်လောက်ဆောင်နေတဲ့ဆိုတာလပိုင်းအတွင်းမြင့်တက်လာတဲ့အကြံဖတ်မှုကိန်းခဏတွေအရသိနိုင်ပါတယ်လို့ NUG လူခွေရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်း394ကျောင်း၊ဈေးရုံစည်းကမ်း134ခုနဲ့ဘာသာရေးအဆောက်အုံ604ခုဖျက်ဆီးဆုံးရှုံးခဲ့ရတယ်ဟုလည်းအသိပေးထားပါတယ်။ဆေးအုပ်စုဟာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဇက်တိုက်ကျူးလွန်နေရရှိပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်း464မှုကျူးလွန်ခဲ့တယ်လို့တည်ဆုံသူစုစုပေါင်း4893ဦးရှိကြောင်းတွေ့ရတယ်လို့ထုတ်ပြန်ပါတယ်။အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကြောင့် တိဆုံခရသူတွေထဲမှာအသက်16နှစ်ယောက်ကလေးငယ်954ဦးပါဝင်နေပြီးအမျိုးသမီး863ဦးပါဝင်ကြောင်းထုတ်ပြန်ပါတယ်